တောင်ရိုင်းတရိတ်ဆန်တွေအမဲလိုက်ခြင်းဆိုတာကသူတို့ရဲ့ရှင်သန်ရက်တည်ရေးအတွက်မရှိမဖြစ်လိုအပ်တဲ့တဘာဝအလျောက်အမှုချင်းတစ်ခုပဲဖြစ်ပါလေ။ဒါဟာရိုးရှင်းတဲ့အစာရှာဖွေခြင်းသက်သက်မဟုတ်ပေ။အမဲလိုက်ကောင်းနေတဲ့တားကောင်နေကြကတဘာဝပတ်ဝန်းကျင်ရဲ့ဟန်ချက်ညီမျှမှုကိုထိန်းညီးပေးနေတဲ့ရှုပ်ထွေးတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်ပါရယ်။အမဲလိုက်တားကောင်နေဟာအစာရင်စာအတွက်သာမကပဲသူတို့ရဲ့မျိုးစိတ်တွေဆက်လက်တည်မြဲဖို့အတွက်ပါအမဲလိုက်ကြရပါရယ်။ တားကောက်တွေကိုဖန်ဆီခြင်းအပြင်ခန္ဓာကိုယ်အတွက်လိုအပ်တဲ့အာဟာရဓာတ်တွေစွမ်းရည်တွေကိုရရှိကြတဲ့အပြင် အမဲလိုက်ခြင်းကသဘာဝရဲ့ရွေးချယ်မှုလည်းဖြစ်ပါတယ်။အင်အားကြီးမားတဲ့ကြောင်းရိုင်းတိရစ္ဆာန်တွေအတွက်အမဲလိုက်နည်းပြူဟာအမျိုးမျိုးရှိပါတယ်။အုပ်စုလိုက်အမဲလိုက်တာ၊တကောင်ချင်းအမဲလိုက်တာ၊ချောင်းမြောင်းပြီးတော့တိုက်ခိုက်တာ၊အချိန်နဲ့လိုက်လံဖန်ဆီတာထူးခြားတဲ့သဘာဝစွမ်းအင်တွေကိုအသုံးပြုပြီးအမဲလိုက်တာဆိုပြီးတော့ကျွမ်းကျင်မှုဤစနစ်အလိုက်အမျိုးမျိုးရှိပါတယ်။ အခုတခါမှဆိုရင်လေဘရာဇီးနိုင်ငံပန်တာနယ်ရေဝတ်ဒေသကရိုက်ကူးထားတဲ့ဇက်တိတကောင်ကကင်းမန်မီချောင်းတကောင်ကိုရင်သက်ရှုမောဖွယ်ရအမဲလိုက်နေတဲ့မြင်ကွင်းတစ်ခုကိုမြင်တွေ့ရမှာပါ။ရည်ရည်ပြင်ကိုဖြတ်ပြီးပေါင်နေတဲ့ပင်စီကြီးတဲ့တစ်ပင်တပင်ပေါ်မှာစက်တစ်တကောင်ကတစ်ကိုင်းခတ်တွေကိုအကာအကွယ်ယူပြီးတော့ပုံအောင်နေပါတယ်။သူ့ရဲ့ရည်ရွယ်ချက်ကတော့ရေထဲမှာလာနေတဲ့မိချောင်းကိုအမဲလိုက်ဖို့အတွက်ပါ။ ရေထဲကကေမန်မီချောင်းကတော့မကြခင်မှာသူကိုယ်တိုင်းအစာဖြစ်သွားမှာကိုမသိပဲရေပြင်ပေါ်မှာအေးအေးဆေးဆေးသွားလာနေပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်ဆိုသလိုချက်တဲ့ကတကိုင်းပေါ်ကနေရေထဲကိုခုံချလိုက်ပြီးကေမန်မီချောင်းရဲ့ပေါ်ကိုဓာတ်ရိုက်ကြောက်သွားခဲ့ပါတယ်။ချက်တဲ့ကတော့နှင်မြန်တဲ့ခုံချမှုနဲ့အတူကေမန်ရဲ့ခေါင်းကိုပြစ်မှတ်ထားပြီးချက်ချင်းအဆုံးသတ်နိုင်ဖို့သူ့ရဲ့အားအကောင်းဆုံးအင်အားတွေကိုအသုံးပြုလိုက်ပါတယ်။ အင်အားကြီးတော်ရိုင်းတရိတ်ဆန်နှကောင်ရဲ့အသက်လူနေရတဲ့တိုက်ပွဲကိုမြင်တွေ့နေရမှာဖြစ်ပြီးရန်ဖန်ရန်ခါကေမန်ရဲ့အမိဒါမမဟုတ်ခန္ဓာကိုယ်ရဲ့အစိပ်ပိုင်းတွေကရေပေါ်ကို မကြာခဏပေါ်လာလိုက်မြုပ်သွားလိုက်ဖြစ်နေပါတယ်။ရေအောက်ထဲမှာတော့တကယ်ကိုပြင်းထန်တဲ့တိုက်ပွဲတစ်ခုဖြစ်ပွားနေတာပါ။ကျတဲ့ကရေကူးကျန်းကျင်တဲ့အတွက်သူ့ရဲ့သားကောင်ရဲ့နေမြေမာတော်မှာအာသာချက်ကိုအမိအယအရယူထားနိုင်ပါတယ်။ အခုဆိုရင်တော့ဇက်သေးကကေမန်မီချောင်းကိုအနာရရှိပြီးတော့သူ့ရဲ့ပါဇက်သေးကနေကေမန်မီချောင်းကိုကိုက်ချီလာပြီးတော့မြေကမ်းပါစီကိုဆွဲယူသွားပါတော့တယ်ဒေါ်ရဒရိတ်ဆန်တွေရဲ့အမဲလိုက်တဲ့တဘာဝဟာစိတ်လှုပ်ရှားစရာကောင်းပြီးရှုပ်ထွေးနံနေလာပါတယ်။တခါတရံမှာကိုကအမဲလိုက်သူဖြစ်ပေမဲ့တခါတရံမှာတော့သားကောင်ဖြစ်သွားတတ်ပါတယ်။ ထာဟာရက်ဆက်မှုတစ်ခုလို့မြင်နိုင်ပေမယ့်တကယ်တော့တဘာဝကေဟာစနစ်ကိုဟန်ချန်းညီစေဖို့နဲ့မျိုးစိတ်တွေရဲ့ကျန်းမာရေးနဲ့ရှင်သန်ဖွံ့ဖြိုးမှုတွေကိုအထောက်အကူပြုနေတဲ့တဘာဝတရားရဲ့ကြီးမားတဲ့လေပတ်မှုတစ်ခုပဲဖြစ်ပါတော့တယ်